င်္ဂလာပါခုချိန်အားစပြီးတော့အော်တိုဘာလ9ရက်နေ့ကြာသပတေးနေ့ညပိုင်းသတင်းနဲ့မီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမိပါ စ်ကော်မရှင်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကဇက်တိုက်ဆူသလိုပဲဖြစ်နေတာပါလေကြောင်းပုံကျဲမှုတွေမလုတဲ့ရက်ကိုမရှိတော့ပါပဲနိုင်ငံတဝန်းလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကိုပိုတိုးပြီးတော့လုပ်နေပါတယ်အခုလည်းဒီချင်းပြည်မင်းတပ်မျိုးနယ်တဲကိုလေကြောင်းကလည်းပုံကျဲတိုက်ခိုက်ခဲ့လို့ကလေးတွေအပါဝဲမတန်ဆွမ်းမျိုးသမီးတယောက်နဲ့ဒီအရက်သားပေါ့လေအလုံးပေါင်း၄ယောက်တိစုံသွားခဲ့ပါတယ်အာမင်းတပ်မျိုးနယ်တဲကထင်ချောင်းရွာမှာရှိတဲ့စာတင်ကျောင်းဝင်းတဲကိုအာဘုံ ံကြားရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လေချောင်းပုံကျဲခံရမှုကြောင့်အထက်တန်းចောင်းသား၃ယောက်နောက်ပြီးတော့ဒီចောင်းဝင်းထဲမှာရှိနေတဲ့မတန်ဆွမ်းအမျိုးသမီး၁ယောက်ထိမှန်သေဆုံးသွားခဲ့ပါတယ်။ အော်တိုဘာလ၈ရက်နေ့ညပိုင်းမှာလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်ကျောင်းဝင်းတဲ့ကကလေးတွေစာကျက်နေတဲ့နေရာနာမှာကြာရောက်ပောက်ကွဲခဲ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဒီဖြစ်စဉ်ထဲမှာကျောင်းသူကျောင်းသား၁၅ယောက်လည်းထိမှန်ဒဏ်ရာရခဲ့တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။စာသင်ဆောင်တွေအပါအဝင်ဒီရွာတဲ့ကအိမ်၆လုံးလောက်လည်းထိမှန်ပျက်စီးကုန်တယ်လို့ CDF မင်တပ်အဖွဲ့ကဒီနေ့မှာပဲသတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲသတင်းတပုတ်နဲ့ဆက်ပါမယ်မြန်မာထိုင်းနယ်စပ်ဒီကရင်ပြည်ဘက်ခြမ်းမှာရှိတဲ့၄ကီကောမျိုးတစ်မှာဖြစ်နေတဲ့တိုက်ပွဲသတင်းမှာ၄ကီကောမျိုးတစ်မှာအော်တိုဘာလ9ရက်နေ့ပေါ့လေဒီနေ့အချိန်ထိစစ်ကော်မရှင်တပ်နဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ပူးပေါင်းအဖွဲ့တို့ကြားမှာတိုက်ပွဲတွေကပြင်းပြင်းထန်ထန်ဆက်ပြီးတော့ဖြစ်နေပါတယ် စက်တမလဆန်းပိုင်းလောက်ကနေစပြီးတော့စစ်ကော်မရှင်တပ်ဖွဲ့တွေကမြရီမျိုးတောင်ဘက်ပိုင်းပေါ့လေဒီတောင်ပိုင်းကိုလူအင်အားအလုံးအရင်နဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။နေကြာဆောင်တပ် BGF အဖွဲ့တွေရဲ့အကူအညီနဲ့စစ်ကြောင်း၅ခုလောက်ထိပောင်းပြီးတော့၄ K ကောကိုပိတ်ဆို့တိုက်ခိုက်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။အော်တိုဘာလပထမအပတ်ထဲမှာတော့စစ်တပ်ရဲ့ထိုးစစ်နဲ့လေကြောင်းပစ်ကူတွေကြောင့် GNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာဒီ၄ K ကော ို့တင်မှာရှိတဲ့ရက်ကွက်၃ကဆေးရုံကုန်းနောက်ပြီးတော့ရက်ကွက်၅မှာရှိတဲ့ရေကန်ကုန်းတို့ကလည်းယာယီစုတ်ခွာ ထားပေးရပါတယ်။ဒီတိုက်ပွဲကြောင့်လက်တလုံးမှာတော့ဒီ၄ကီကော်နဲ့ဖလူးကြီးပါအုပ်စုတွေကရွာပေါင်း9ရွာလောက်ကစစ်ပင်းဆောင်ပြည်သူ၃ 1400ကျော်ဟာထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းဘေးတစ်လျှောက်မှာခိုးလုံနေကြပါတယ်။ထိုင်းဘက်ချမ်းမှာတော့ထိုင်းစစ်တပ်နဲ့ဒီထိုင်းနယ်ကြားဆောင်တပ်ဖွဲ့တွေဟာနယ်စပ်တစ်လျှောက်အထူးသဖြင့်တော့ဒီ 6K ကဒေသနဲ့မြန်နချင်းဆိုင်ဘက်အချမ်းနေရာတွေမှာလုံခြုံရေးကိုတင်းတင်းကြပ်ကြပ်တိုးမြင့်ချထားပါတယ်။တစ်ဖက်မှာလည်းထိုင်းအာဏာပိုင်တွေကမြန်မာနိုင်ငံဘက်ကနေထွက်ပြေးလာကြတဲ့ဒီစစ်ဆောင်ပြည်သူတွေကိုယာယီလက်ခံထားရှိဖို့အတွက်ယာယီနေရာတွေကို season ပေးထားပါတယ် ဆရေးပြူဟာအရာ 6K ကနေရာတချို့ကိုတော်လိုင်းရေးတက်ဖွဲ့တွေကစုပ်ပေးလိုက်ရတဲ့သတင်းပြီးတော့စစ်ကော်မရှင်တပ်ဘက်ကစုပ်ပေးရတဲ့သတင်းနဲ့ဆက်ချင်ပါတယ်။ကချင်ပြည်ဗမော်နဲ့ဝိုင်းမော်မှာစစ်ကော်မရှင်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းဖွဲ့တို့ကြားမှာတိုက်ပွဲတွေဖြစ်နေတယ်လို့နေရာတချို့ကိုတော့စစ်တပ်ဘက်ကစုပ်ပေးထားပါတယ်။တိုက်ပွဲတွေကဒီနေ့အချိန်ထိအဲ့ဒီနေရာနှစ်ခုလုံးမှာပေါ့လေမြို့နယ်နှစ်ခုလုံးမှာပြင်းပြင်းထန်ထန်ကိုဆက်ပြီးတော့ဖြစ်နေပါတယ်။ ယ်။ဒီရက်ပိုင်းမှာ KIA ကစစ်ကော်မရှင်တပ်ရဲ့ရှေ့ရန်စခန်းတချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIO KIA ရဲ့ပြောခွင့်ရပါလေဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်။ဝိုင်းမော်မှာတော့လေကြောင်းပုံကျဲတက်ခိုက်မှုတွေအပြင်ဒီမြစ်ကြီးနားဘက်ကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတဲ့ဂျာကနေပဲအော်တိုဘာလာရှိရနေမနေ့ကစစ်တပ်ရဲ့ကာကင်းစခန်းတချို့ကို KIA ကသိမ်းယူနိုင်ခဲ့ပါရယ်။ KIA ကလမြန်ယွာနားမှာရှိတဲ့စစ်ကော်မရှင်တပ်နဲ့ပြည်သူစစ်အဖွဲ့ပေါင်းပြီးတော့ထိုင်ထားတဲ့စခန်းငယ်ပေါ့လေကင်းစခန်းနှစ်ခုကို သိမ်းယူနိုင်ခဲ့တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါရယ်ဗမုံမျိုးနယ်ထဲမှာဆိုလို့ရှိရင်လည်းဒီခလာရ49ကစစ်ကော်မရှင်တပ်ဖွဲ့တွေတက်ဆွဲထားတဲ့နေရာ၄နေရာထပ်မင်းဲကို KIA နဲ့ပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါရယ်ဗမုံတိုက်ပွဲထဲမှာဒီအော်တိုဘာလ9ရက်နေ့တုန်းကဆိုရင်စစ်တပ်ဘက်ကပေါ့လေဗိုလ်မှူးတရအပါဝင် အရာရှိနဲ့စစ်သားတချို့တေဆုံးခဲ့တာတွေရှိခဲ့တယ်လို့ဗိုလ်မှူးကြီးနော်ပူကအတည်ပြုပြောပါရယ်ဗမုံတိုက်ပွဲဟာ ဆယ်လနီးပါးရှိလာပြီဖြစ်ပြီးတော့ကချင်ပြည်ထဲမှာတော့အပြင်းထန်ဆုံးနဲ့အကြာရှည်ဆုံးတိုက်ပွဲတွေထဲကတစ်ခုလို့ဆိုရမှာပါနှစ်ဖက်တပ်ဖွဲ့တွေဟာမြို့တွင်းနဲ့ဒီမြို့ပြင်ပေါ့လေအနာတဝိုက်ကစီရေးအရအရေးပါတဲ့စခန်းတွေကို အပြန်အလှန်သိမ်းပိုက်လိုက်ပြန်ပြီးတော့ပေးလိုက်ရတဲ့တိုက်ပွဲတွေကဇက်တိုက်ဖြစ်နေတာဖြစ်ပါတယ် ရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်တော့တရင်ကောင်းတစ်ပုတ်ကိုပြောပြချင်ပါတယ်။ထိုင်းနိုင်ငံဒဲကိုရောက်နေပြီး ဒီဘာလက်မှတ်အထောက်ထားမှာမရှိတဲ့အဲစာရွက်စာတမ်းပဲဖြစ်ဖြစ်ပေါ့လေဒီလက်မှတ်တစုံတရာပေါ့လေအထောက်ထားတစ်ခုမှမရှိတဲ့ရွှေပြောင်းအလုပ်သမားတွေအတွက်ဘတ်လို့ခေါ်တဲ့ပန်းရောင်ကတ်ပန်းရောင်ဘတ်အစ်စ်ကိုလုတ်ပေးမယ်လို့ထိုင်းအစိုးရကထုတ်ပြန်ပါတယ်ဒါကိုအော်တိုဘာလ25ရက်နေ့မှာစတော့မှာဖြစ်ပါတယ်အော်တိုဘာလ25ရက်နေ့ကနေအော်တိုဘာလ26ရက်နေ့အထိအဲ့ဒီကာလအတွင်းမှာလူသစ်ပေါ့လေနာမည်စီးရင်ဒီ name list ကိုတွင်းလို့ရပါပြီ နမစရင်သွင်းပြီးတာနဲ့ဒီဇင်ဘာလ28ရက်နေ့အထိယာယီအလုတ်လုတ်ခွင့်တရဝင်ပေါ့လေရသွားမှာဖြစ်ပါတယ်။အာဒုတိယအဆင့်အနေနဲ့ကတော့ဒီဆေးစစ်တာနောက်ပြီးတော့ကျမ်းမာရေးအာမခံဝယ်တာနဲ့ဝေါ်ပါမဲ့အတွက်ငွေသွင်းတာတွေကိုအောက်တိုဘာလ30ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အတွင်းကိုလုပ်ရမယ်လို့ဆိုပါတယ်။လက်ဝေနှိပ်တာနဲ့ဒီဗီဇာလျှောက်တာကိုတော့ ထိုင်းလူဝင်မှုကြီးကြပ်ရေးလာဝကမှာအပေါ်ကလုပ်ငန်းစဉ်တွေပြီးသွားလို့ရှိရင်ဆက်ပြီးတော့လုပ်သွားရမှာဖြစ်ပါတယ်။ဒါတွေအားလုံးပြီးသွားရင်တော့ဒီတနှစ်သက်တမ်းပေါ့လေအာ2026ခုနှစ်အောက်တိုဘာလ14ရက်နေ့အထိတရက်ဝင် အလုံးလုံးခွင့်ရသွားပါပြီ။ဒါနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်ကိုလည်းအားလုံးသိချင်ကြရမဟုတ်လား။ဆိုတော့အားလုံးပေါင်းရင်ဒီတနှစ်အတွက်ပေါ့လေတရက်ဝင်အလုံးလုံးခွင့်အတွက်က ဘတ်2980ကနေဘတ်3880ကြားမှာကုန်ကြမှာဖြစ်ပါတယ်။ဒီအစည်းအဝေးဟာမြန်မာကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်နိုင်ငံသားတွေအတွက်ရည်ရွယ်တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံထဲမှာအထောက်ထားမဲ့ရွှေ့ပြောင်းလုပ်သား9သိန်းကနေ9သိန်းဝန်းကျင်ရှိနေပြီးအားလုံးတရဝင်းအလုပ်လုပ်ခွင့်ရရှိဖို့အတွက်အခုလိုမျိုးလုပ်ပေးတာလို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။အစ္စရေးနဲ့ဟာမတ်စ်တို့အကြားပထမအဆင့်ငင်းချမ်းရေးအစီအစဉ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီလို့အမေရိကန်သမ္မတဒိုနယ်ထရမ့်ကပြောလိုက်ပါတယ်။ဒီသဘောတူညီချက်နဲ့ပတ်သက်လို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကဖျားသခင်ရဲ့အကူအညီနဲ့ဒီတရားခံတွေကိုအိမ်ပြန်ခေါ်လာနိုင်တော့မယ်လို့ပြောပါတယ်။ဟာမတ်စ်တွေကတော့ဒီသဘောတူညီချက်အရဂါဇာစစ်ပွဲကအဆုံးသတ်သွားမှာဖြစ်ပြီး ပြီးတိမ့်ပိုက်ထားတဲ့သူတွေနောက်ပြန်ဆုတ်သွားမယ်အကူအညီတွေဝင်ရောက်လာတော့မှဖြစ်ပြီးအကျဉ်းသားတွေအပြန်အလှန်လဲလှယ်ကြမယ်လို့ဆိုပါတယ်အမေရိကန်အစ်မအရာရှိတယောက်ကတော့ဒီတရားခံတွေကိုလာမဲ့တင်းလာနေမှာ ပြန်လွတ်ပေးလိမ့်မယ်လို့ CNN သတင်းဌာနကိုပြောထားပါတယ်သမ္မတ Trump ရဲ့လူမှုမီဒီယာမှာတော့အတားဆီးဖြစ်နေတဲ့ Hamas တွေလက်နက်ချရေးနဲ့ဂါဇာကိုအနာဂတ်မှာဘယ်လိုအုပ်ချုပ်သွားမလဲဆိုတဲ့ကိစ္စတွေကိုပြောမထားပါဘူးဒီ Israel စ်တက်တွေကိုသတ်မှတ်ထားတဲ့မြင်းအထိတက်တွေစုတ်အဲဆုံမာဘောလေအတီးပြူဖို့ဒီကနေ့ Israel အစိုးရရဲ့အစည်းအဝေးကိုခေါ်ထားတယ်လို့ဝန်ကြီးချုပ်နေတန်ယာဟုကပြောပါတယ် တောင်တွေကိုဖြူမြစ်တွေကိုလမ်းကြောင်းပြောင်းပြီးဆယ်စုနှစ်နဲ့ချီလို့တိဆောက်နေခဲ့တဲ့အိန္ဒိယနိုင်ငံဘုံဘေမြို့ကနာဗီမွန်ဘိုင်းနိုင်ငံတကာလေဆိပ်သစ်ဖွင့်ပွဲကိုတော့အောက်တိုဘာလ10ရက်နေ့ကကျင်းပခဲ့ကြပါတယ်ဘုံဘေလို့ခေါ်တဲ့မွန်ဘိုင်းလေဆိပ်ဟာဒီအရှိတောင်အာရှနဲ့ဥရောပခီးစဉ်တွေအကြားခရီးတစ်ထောင်နားတဲ့လေဆိပ်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်လေဆိပ်ဆောက်လုပ်ရေးဟာနှစ်ပေါင်း20လောက်ကြာခဲ့ပါတယ်ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေ ထဲမှာတောင်တွေကိုပြပြဝစ်သွားအောင်ဖြိုရတယ်။နောက်ပြီးတော့မြစ်တွေကိုလမ်းကြောင်းပြောင်းပေးရတယ်။ကြောက်ကြီးတွေကိုလည်းဒီတံတားတွေထိုးခဲ့ရတယ်လို့ CNN သတင်းဌာနကဖော်ပြထားပါတယ်။ကမ္ဘာလူဦးရေအထူးထပ်ဆုံမျိုးတွေထဲမှာပါဝင်တဲ့ဘုံဘေမျိုးဟာဒုတိယလေဆိပ်ကိုရရှိသွားတာလည်းဖြစ်ပါတယ်။ ပထမလေးစိတ်ဖြစ်တဲ့ BOM လေးစိတ်ဟာတစ်နှစ်ကို ခရီးသည်54တန်းကိုကင်တွယ်နေရတာဖြစ်ပါတယ်။အခုလေးစိတ်တက်မှာစိတ်ခံတာမီနယ်၄ခုအထိစောက်လုံသွားမှာဖြစ်ပြီးတော့အခုပြီးစီးထားတဲ့တာမီနယ်တစ်ခုတည်းကတစ်နှစ်ကို ခရီးသည်တန်း20ကိုဝန်ဆောင်မှုပေးသွားမယ်လို့ဆိုပါတယ်။အာလေးစိတ်စောက်လုံမှုအပြည့်အဝပြီးသွားရင်တစ်နှစ်ကိုခရီးသည်တန်း60ကိုဝန်ဆောင်မှုပေးနိုင် တော့မယ်လို့လည်းဆိုပါတယ်။လေးစိတ်အစ်စ်ကြောင့်ဘုံဘေမျိုးတီရှိ တဲ့မဟာရာစထရာပြည်နယ်ကလေယာထွက်ကုန်တွေနဲ့ရေလုပ်ငန်းထွက်ကုန်တွေကိုလည်းဥရောပနောက်ပြီးတော့အရှေ့အလယ်ပိုင်းဒေသတွေနဲ့ကမ္ဘာဈေးကွက်ကိုလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်တင်ပို့နိုင်တော့မယ်လို့အာဏာပိုင်တွေကဆိုပါတယ်ရှင်။ ောက်ဆုံးတစ်ပုတ်အနေနဲ့ကတော့ဘရာဇီးနိုင်ငံမှာလာဇန်ပိုင်းကဖြစ်သွားတဲ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြပါမယ်။ဘရာဇီးနိုင်ငံရီယိုနီဂရိုကကြေပြောတဲ့ဒီအာမြေရေပြင်ထဲမှာပေါ့လေကျက်တက်ကောင်ဟာအသက်လူပြီးတော့ကူးခတ်နေတာကိုအမေဇုန်စစ်တပ်ရဲအရာရှိတွေကတွေ့ပြီးတော့ကယ်ဆယ်ခဲ့ကြပါဗျာဒီကေတင်တဲ့အဖြစ်အပျက်ကိုတော့ Netflix ကဒီဗီဒီယိုမှတ်တမ်းတင်ထားခဲ့ပါတယ် အဲ့ဒီကျက်တဲ့ဟာရဲအရာရှိတွေရဲ့မော်တော်ဘုတ်ရောက်လာတဲ့အခါမှာလှေစီကိုသတိကြီးကြီးနဲ့ကူးခတ်လာခဲ့ပါတယ်။လှေပေါ်မှာရှိတဲ့ရဲတွေကအရေးပေါ်လှုပ်ထားတဲ့ရေပေါ်မှာပေါ်တဲ့ချက်ပြားတစ်ခုကိုရေထဲကိုချထားပေးပါတယ်။ကျက်တဲ့ကဒီတော်ရိုင်းတိတ်ဆန်ဖြစ်ပေမဲ့လှေနှာကိုကတ်လာပြီးတော့အဲ့ဒီချထားပေးတဲ့ချက်ပြားလေးကိုတွေ့ပြီးတော့လိုက်လာခဲ့တာပါ။ကျက်တဲ့ကရေပေါ်ချက်ပြားပေါ်မှာတီတီငင်ငင်ရှိလာတဲ့အခါမှာတော့ဒီခြေကုံလက်ပန်းကျနေတဲ့အဲ့ဒီ ်ချက်တစ်ကိုကန်းဆက်နေရာကိုအသာအရာပဲဆွဲခေါ်လာခဲ့ကြရပါတယ်။ကန်းပေါ်မှာတော့တရိษံကေစေးရဲ့အဖွဲ့တွေကအသင့်စောင့်နေကြပြီးချက်တစ်လေးကိုကဲတင်ခဲ့ပါတယ်။ အဲဒရိတ်ဆန်ဆရာဝန်တွေရဲ့အစုအရတော့ဒီချစ်သစ်မှာဒီတနတ်ဒဏ်ရာတွေအများအပြားပေါ့လေအများကြီးရှိနေပြီးတော့ကြည်စားအများကြီးလဲဒီအရေးပြားအောက်မှာရှိနေတယ်လို့ဆိုပါတယ်အာကမ်းပေါ်မှာတော့သူ့ကိုအထူးကြက်မှတ်ကုသပေးထားပြီးတော့ဆရာဝန်တွေကလည်းနေကဆောင့်ကြည့်ပေးနေတယ်လို့ဆိုပါတယ်အချင်းတွေတည်ငြိမ်လာနေပြီးချစ်သစ်လေးရဲ့ကျမ်းမာရေးအချင်းတွေကစိတ်ချသွားရတဲ့အခါမှာတော့တော်ရိုင်းတဲ့ကိုပြန်လွတ်ပေးမယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီတနတ်ဒဏ်ရာတွေဟာဘယ်သူလက် ချက်ဖြစ်တယ်ဆိုတာကိုတော့ရဲအရာရှိတွေက ထုတ်ပြောထားတာမျိုးမရှိပါဘူး။တဲ့နေမီဒါကွယ်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညတိုင်းမှာရုပ်တံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။